Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာပါနဲ့ခင်လေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Reaction Channel နေအားလုံးကို retweet စာပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ် March လ28ရက်နေ့ရဲ့မနက်ပိုင်းသတင်းသူသတင်းကောင်းတွေကိုကျွန်တော်နဲ့အတူတွိုင်းပါကြည့်ကြပါဖြစ်ပါတယ်နော်ဟုတ်ကဲ့အရင်ဆုံးလိုရေးတိုရှင်းသတင်းကောင်းလေးတွေကျွန်တော်ဖတ်ပြပေးပါမယ်နော် ပထမဆုံးသတင်းတစ်ပုဒ်ကတော့စစ်ကောင်စီတပ်သား၄ဦးလက်တက်တဲ့ကွာအတူထွက်ပြေးလာတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်နော်အဲ့ဒါကတော့စစ်ကောင်စီတပ်သား၄ဦး MA1 တလက်တက်အတူထွက်ပြေးလာပြီး2015ခုနှစ် match လ26ရက်နေ့တွင်ခုံလုံလာတယ်လို့ KD မျိုးသားကာကွယ်တပ်တော်တပ်မတော် KNDF ကမှငါတည်းရအသိရပါတယ်နော်အဲ့တော့ဒီတိုင်းမှာစစ်ကောင်စီတပ်သားတွေလေးဦးနေတဲ့သတင်းတွေရှိနေပါတယ်နော် နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရန်ကုန်ဗတ်တလိအပြန်လမ်းဟောက်တွေစစ်ကောင်စီတပ်သားပြလိုက်ပါလာတော့အင်စီကားကြီးထားတွေကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ၅ဦးမြေဟိုစာဖြစ်သွားတယ်ဆိုတဲ့သတင်းကောင်းဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ကာကွယ်တပ်ဖွဲ့တွေကအခုဆိုရင်ရန်ကုန်ဗတ်တလိအပြန်လမ်းဟောက်တွေပါအပြန်လမ်းတွေမှာတော့တက်ပြီးတော့ဒီလိုစစ်စီရေးတွေလုပ်နေတာအပြန်တွေ့နေရပါတယ်နော်အဲ့တော့ဒီဘာကတော့ဘကိုးတိုင်းအုတ်တွင်းမြို့တွေရန်ကုန်ဗတ်တလိအပြန်လမ်းဟောက်တွေအချက်ပဲစစ်ကောင်စီတပ်သားပြလိုက်ပါလာတော့အင်စီကားကြီးထားတွေကိုပြစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၅ဦးမြေဟိုစာဖြစ်ခဲ့ကြောင်းတောက်ပိုက်စစ်တပ်စစ်တပ်ခွေကပြောဆိုပါတယ် ရေးတိုက်ခိုက်မှုတွေ Japan စစ်ကောင်စစ်သား5ဦးပြောစာဖြစ်က3ဦးထိခိုက်ဒဏ်ရာရရှိပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မှုရှိပြန်လဲစုခွာနေကြောင်းသိရှိရပါတယ်နော်။သတင်းကောင်းလေးပါပဲနော်။အဲ့တော့ပြန်လာပေါ်တက်လာပြီဆိုရင်တော့ဟိုဘေးရကော့ပါနဲ့စုကြဲနေမှာသိကြပါတယ်နော်။ရန်ကုန်မန်းလေးပုံမှာ PDF တွေတက်လာတဲ့သတင်းတွေပတ်သက်ပြီးတော့ကိုစီပြောထားတဲ့သတင်းတော့ကြည့်အောင်နော်။အမေထားအောင်တစ်ချက်ရှိုးလိုက်ပါဦး။ဘောမတွေတင်းနေဆိုရင်တင်းစရာပဲနော်။ရန်ကုန်ပြည်လမ်းမကြီးနဲ့ရန်ကုန်မန္တလေးလမ်းမကြီးပုံမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF တွေက နော်လုံခြုံရေးရစစ်စစ်ဆောင်မှုတွေလုပ်တယ်နော်အဲ့တော့ရွေးကောက်ပွဲလုပ်ဖို့လို့ဩနေတဲ့မင်းအောင်နိုင်ကခွေးဖြစ်တာပေါ့ဟမ်ဘယ်နေရာကိုရွေးကောက်ပွဲလုပ်မလဲရန်ကုန်ပြည်လမ်းလို့ရန်ကုန်မန္တလေးလမ်းမကြီးလို့အပေါ်အစလုံခြုံရေးတက်ပြီးတော့စီစဉ်ဆောင်ရွက်နေတယ်ဆိုတဲ့က PDF တွေလုံခြုံရှင်နေဆိုတဲ့ကရွေးကောက်ပွဲကဘယ်နေရာကိုသွားလုပ်မှာလဲမြို့နယ်ပေါင်းဟုတ်လားဘယ်နှစ်ဆယ်ကိုရွေးကောက်ပွဲလုပ်ရကျူကျူလားမြို့နယ်လေးကိုရွေးကောက်ပွဲလုပ်ပြီးတော့ အဲ့ဒီနေရာမှာမင်းအောင်လှိုင်အုတ်ထုတ်မှာထင်းတယ်အဲ့လိုမှလည်းရတော့မယ်ဟုတ်တယ်လေနော်ဒါကြောင့်မလို့ဘောမတွေတင်းတယ်ဆိုတော့တင်းစီရလောင်တယ်ဆိုတော့လောင်စီရတတိယလေးကိုအရင်ကြည့်ကြပါမယ်ခဏလေးပဲခိုးတိုင်းရန်ကုန်မန္တလေးလမ်းကောင်းတွေ PDF တက်တဲ့ကယနေ့လုံကြုံရေးစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်းပြည်သူ့ကော်မတီတက်မတော်တောင်ပိုင်းတိုင်းစစ်သေးတာစစ်စင်ရေးနယ်မြေနှစ်မှစစ်စင်ရေးမှုရဲဘော်တင်ဦးကရန်ကုန်ခေတ်နဲ့ဒေသခံပြောဆိုတယ်ယနေ့မတ်လ29ရက်နေ့ဘိုးတိုင်းရန်ကုန်မန္တလေးလမ်းပိုင်းတွင်ပြည်သူ့ကော်မတီတက်မတော် PDF viewer 23မှ တပ်ဖွဲ့ဝင်များကလုံခြုံရေးစစ်ဆေးမှုတွေကိုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင့်အဲ့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့လက်ရှိတော်လှန်ရေးမှာတော့တစ်ဖက်ကလောင်နေတယ်ဆိုတော့ဒါကိုပြောတာနော်ဒီနေ့ဒီရွန်ချာရေးနဲ့ပတ်သက်လို့ကုလနမကမှာမဲခွဲဆုံးဖြတ်တဲ့အချိန်မှာအမှရေးထားတဲ့စာသားကိုဒီစစ်တပ်ကိုအဲပထွေးတော်ထားတဲ့ရက်ရှားကအဲ့ဒီမှာစာသားတချို့ကိုပြင်ဖို့ပြောဆိုတဲ့နေရာမှာလည်း နော်ကန့်ကွက်ခဲ့တာပေါ့သူတို့ကန့်ကွက်တဲ့နေရာမှာဒါပေမဲ့ထောက်ခံမဲများတဲ့အတွက်အဲ့ဒီစာထားကိုမပြင်ဘဲနဲ့နော်အဲဒီတိုင်းတင့်တွင်းလိုက်နိုင်ခဲ့တယ်ပေါ့အဲ့တော့အဲ့ဒါဟာကြီးချင်းအဖြစ်လက်ရှိအကြမ်းဖက်စစ်ကောင်စီကဒီတရုတ်နဲ့ရုရှားကိုအားကိုးပြီးတော့ဒူအာနာရဖို့ဒိုးစားနေတာဖြစ်ပါတယ်ဒါပေမဲ့လို့နိုင်ငံတကာပြည်အားတွေကြားမှာလူဟာမလူတာမလွတ်တာဖြစ်နေတယ်ဘာကြောင့်မို့လို့သူတို့ရဲ့သူဖေးတော်ထားတဲ့ရုရှားကိုယ်တိုင်ကအစနော်ဒီနိုင်ငံရဲ့ကမ္ဘာ့အရေးခင်းတွေမှာ pressure တွေဖိငံထိတာဖြစ်တယ်သူကိုယ်တိုင်နဲ့စစ်ရှုံးနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတယ် အဲ့တော့အင်အားကြီးနိုင်ငံဖြစ်လို့တာဟန်မပြက်စစ်ကောင်စီလိုမျိုးဒီပါရှိပုံမောင်းကိုထောက်ပံ့ပေးထားနိုင်ငံတကယ်တော့ရစားနဲ့တူကိုတိုင်ဖုံးလဲဖုံးလဲဖြစ်နေတဲ့အနေအထားပဲအဲ့တော့ကျွန်တော်နိုင်ငံမှာကြည့်လိုက်မယ်ဆိုရင်ဟိုရွေးကောက်ပွဲကိုစစ်ကောင်စီကမဖြစ်နိုင်ချင်းမောက်မယ်လို့မင်းအောင်လဲတသွင်းတွင်ပြောနေတယ်အဲ့တော့ရွေးကောက်ပွဲဘာကြောင့်ချင်းမောက်ဖို့လိုပါလဲဒီရွေးကောက်ပွဲမှာမထွက်ရင်မင်းအောင်လိုက်မှာထွက်เสียအောင်မရှိတော့ကျူကျူလက်တစ်ပေါက်ပဲရှိတော့ကျူလက်ပေါက်ကြတော့ထွက်လို့မရဝင်မရဘူးဒါကြောင့်မို့လို့မင်းအောင်နိုင်ငံရွေးကောက်ပွဲကိုရအောင်ထွက်မယ်လို့ပြောတာ အဲဟိုမတိခင်မှာဤတစ်ချက်ပေါက်တယ်လို့ပေါ့နော်ဒီတိန့်စိန်တို့အပါဝင်စစ်ကောင်းဆောင်တွေကိုတူဝေးကသွားကထော့တယ်လို့ဂျာတိရတယ်ဒါဟာလေဒီအာနာရှင်တွေရဲ့နောက်ဆုံးလုတ်เสียရမရှိလုတ်တင့်လုတ်ထိုက်တာမမတိမလုတ်တင့်မလုတ်ထိုက်တာမမတိနော်တစ်ချိန်ကဘာမမတိပဲနဲ့ကြောင်ထိုးခဲ့တဲ့ကောင်တွေကိုအခုမှအဲပလင်ပေါ်ဆွတ်တင်ခုံပေါ်ဆွတ်တင်ပြီးတော့ထိုင်ကထော့နဲ့လုတ်ရမျိုးဒါအာနာရှင်တိုင်းလုတ်တယ်လုတ်ရဒါနောက်ဆုံးထွက်တဲ့အချိန်မှာပေကန်နီးဟုတ်လားဘာဖြစ်ဇောခုနှစ်ချက်တန်းတယ်လို့ပဲ ဒါအာနာရှင်တွေကဂရာဖီတော့ကလည်းဒီလိုပဲဂရာဖီနောက်ဆုံးနေ့ရက်များအောင်ကြီးလိုက်ပါနော်အာနာရှင်ဂရာဖီဟာတိုင်းပြည်ပေါ်ဘလောက်အောက်ထုတ်ခဲ့တယ်ဂရာဖီရဲ့နောက်ဆုံးနေ့ရက်အချိန်မှာဂရာဖီဘာတွေလုပ်ခဲ့တယ်ဘလို့ကျင်ညာခဲ့တယ်ပြည်သူပေါ်ဘလို့ဆက်လင်ခဲ့တယ်အဲ့ဒါတွေအားလုံးဒီယနေ့မင်းအောင်နိုင်လုပ်နေတဲ့ပုံနဲ့တစ်ထပ်သေးပါပဲဒါကြောင့်မလို့ကျွန်တော်တို့တိုင်းပြည်မှာအာနာရှင်တွေဘလောက်ပဲပေါ်လာခဲ့ပေါ်လာခဲ့ဒီမင်းအောင်နိုင် အချိန်မှာတော့ဒါနောက်ဆုံးထုတ်ငင်းရမယ့်အချိန်ပဲဖြစ်တယ်ကဲဒါတော့ကိုစီသုံးသပ်ထားတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါနော် ဒီရောရှာလေးတစ်ဆက်ထားတယ်ပေါ့နော်ဒီချက်ဖက်မဲအောင်လိုင်းကအခုချိန်ရွေးကောက်ပွဲပြုလုပ်တော့မှဖြစ်ပါတယ်နော်ရွေးကောက်ပွဲပြုလုပ်တာနဲ့ပတ်သက်ပြီးတော့ရွေးကောက်ပွဲမှာမဲမထဲတဲ့လူတွေကိုပြစ်တက်နိုင်ဖို့ပြစ်သက်ဖို့တိပေါ့နော်သူတို့လှုပ်ဆောင်ထားတယ်ဆိုတာကိုပြောထားတဲ့ပြူဖိုင်ဒါတော့ကြည့်အောင်နော်အုတ်ချုပ်ခံနေတဲ့အထူးတော့ကျွန်တော်တို့ပြည်သူတွေသူတို့ကိုမဖြစ်မနေမဲပေးရမှာဖြစ်တယ်အာအရှင်တစ်ချိန်လုံးကကျွန်တော်တို့ဒါသက်ဆိုင်ရာပါတီအသီးသီးဟာ သူတို့အရွေးချယ်ခံရဖို့အတွက်ရွေးကောက်ခံရဖို့ဖြစ်ဖို့အတွက်ပြည်သူကိုအမျိုးမျိုးမလုံးနေပြီးစီယုံဒါပေမဲ့သူတို့ရွေးသူတို့ဒါဒီနေရာမှာရလာခဲ့ရင်ဒီနေရာမှာရှိတဲ့ပြည်သူတွေကိုဘယ်လိုမျိုးလှုပ်ဆောင်ပေးမလဲအဘလူမျိုးဒါမီးလေးဆိုလဲရအောင်ထုတ်ပေးမယ်ဥမာဘောကုံစေးလုံးလေးနဲ့ short ချမယ်ပြီးတော့ကျွန်တော်တို့ဒါအရက်သားဒါလူစင်းရနေတဲ့ကျွန်တော်တို့မိသားစုကိုညှမ်းမာရေး ဒါစောင့်ရှောက်မှုပေးမယ်ဆိုတဲ့ဘာညာဘာညာဆိုတဲ့မလုံးမျိုးတွေဒီတစ်ခေါက်ရွေးကောက်ပွဲမှာကြားရမှာမဟုတ်ဘူးအကျံဖတ်အုပ်စုဥဆောင်တဲ့ရွေးကောက်ပွဲဆိုတော့ဒီရွေးကောက်ပွဲမှာတော့ရှင်းပါလေသူတို့ကမဲမပေးရင်မဲမပေးတဲ့ကောင်ကိုပြစ်တတ်ပါလိမ့်မယ်ပြီးရင် နေရာတိုင်းမှာသူတို့အုပ်ချုပ်တဲ့နေရာတိုင်းမှာမဲပုံးတွေရောက်လာမှာပါတိကျပါတယ်အုပ်ချုပ်ခံနေတဲ့သူတွေအနေနဲ့သူတို့ကိုမဲပေးဖို့ပေးရမှာကြိုက်လို့ပဲဖြစ်ဖြစ်မကြိုက်လို့ပဲဖြစ်ဖြစ်ကြောက်လို့ပဲဖြစ်ဖြစ်မကြောက်လို့ပဲဖြစ်ဖြစ်ဘာမလုံးမပေးစရာမလိုဘဲနဲ့ကို သူတို့ကိုမဲတေချာပေါက်ပေးကိုပေးရမဲ့အချင်းနေတရက်ကိုသူတို့ကထုတ်ပေါ်လာတာ အဲ့ဒီအခြေအနေကလည်းကိုယ့်ရဲ့အသက်နဲ့ကိုလောင်းစားလောက်ရမယ်ဘိုးရဲ့ပါလူငယ်တွေအနေနဲ့အေးစစ်စစ်မနေဘူးဆိုရင်လိမ့်နေမှမမနေဘူးဆိုပြောချင်တာကတော့သူတို့ကိုမစန့်ကျင်ဘူးသူတို့ကိုစန့်ကျင်လာရင်သူတို့စကားနားမထောင်ရင်ဦးကောင်းတဲ့ နောက်စိတ်ကိုပဲပြစ်မယ်ဆိုတဲ့အပြောအဆိုတွေလက်ရှိအကြမ်းမဖက်စစ်တက်မှာတုံးနေကြပါပြီဟုတ်တယ်ဒါကကျွန်တော်တို့ပြည်သူတွေနဖူးတွေဒူးတွေးရတော့မယ်မကြခင်ရေကောက်ဘွယ်ကာလမှာတွေ့လာရမှာပါဒါကြောင့်ကျွန်တော်တို့ပြည်သူဘလို့မှရွေးချယ်စရာအခြေအနေမျိုးလုံးလုံးမရှိဘူး ဒီအချိန်တွေမှာကျောင်းတိုင်းရင်သားတပ်ဖွဲ့ဝင်တွေလက်ရှိတော်လှန်သောတပ်ဖွဲ့ဝင်အသီးသီးအတွက်ကလည်းချဲလက်အကြီးကြီးဖြစ်ပါတယ်ပြည်သူကိုကာကွယ်စောင့်ရှောက်ပါမယ်ဆိုတဲ့တပ်ဖွဲ့ဝင်တိုင်းအားလုံးပြီးတော့တိုင်းရင်သားတပ်ဖွဲ့ဝင်တွေကိုကန်ချမာကိုဖန်တီးပါမယ်ဆိုတဲ့အားလုံးသောတိုင်းရင်သားလက်နက်ကင်တော်လှန်ရေးအားစုတွေဟာ မိမိပြင်းတဲ့လွံ့မြောက်မှုတစ်ခုတည်းနဲ့ပြီးဆုံးမဲ့ပွဲမဟုတ်ဘူးဒါကလည်းသူတို့အလုံးသိရှိပြီလားဆိုကြတော့ပြည်သူကိုမကာကွယ်ပေးနိုင်တဲ့အခြေအနေတည်းမှာစန့်ငင်စန့်ငင်လုံမိကြအုံးမလားဆိုတာကိုကျွန်တော်ပြည်သူကမိကုံးများစွာနဲ့အပြေထုတ်နေကြပါတယ် ဲဒါတော့เนาะအချက်ဖက်မရောက်လဲရွေးကောက်ဖွင့်နေပတ်သက်ပြီးတော့ဘလောက်ထိတောင်ရက်ရက်ဆက်ရုပ်မာနေနီးလဲနေတုံးမလဲဆိုတာခက်မှန်းလို့ရပါပြီเนาะအဲ့တော့ဒီရွေးကောက်ပွဲကဖြစ်ရင်ဖြစ်ဖြစ်ပြီဆိုရင်တော့တေချာပေါင်းပြီးသူတရဒုက္ခခံတော့ဖြစ်ပါเนาะအဲ့တော့မဖြစ်အောင်အမြဲဆုံးတားဆီးနိုင်မှုတော့ပါเนาะအခုဒီတစ်ဖက်တည်းကိုအလေးဝင်လာတဲ့ဒီပသစတွေတစ်ဖက်သက်ပြီးတော့ဗောနောသူတို့ကိုထွက်ပြေးရဆိုရင်ပြစ်သက်ဖို့ဒီဘက်ကအပိတ်ပြီးထားတယ်ဆိုတဲ့ဟာတွေရဲ့တခြားကြောင်းတွေပြောထားတယ်ဒါတော့ကြည့်အောင်နော်ခြေတုံးပြီးတော့အမှတချို့ကြောင်ပြီးထွက်ပြေးတဲ့သူတို့ဘာတွေရောရှိလဲအဲ့လိုတွေရှိရှိရဗျ အဲ့လိုမိသွားခင်ရောသူတို့ကပြစ်တန်နေလည်းဘယ်လိုသွားလဲအဲ့လိုရှေ့တယ်မပြန်ပို့တာများတယ်ကျွန်တော်တို့ယူသွားတော့တန်တဲ့လူတွေမသိဘူးအခုနောက်ပိုင်းကျွန်တော်တို့မပြေးခင်ကတော့ပြေးတဲ့လူတွေပြစ်တတ်ဖို့အမိတ်ထုတ်တယ်ထွက်ပြေးပြစ်တတ်ဆိုပြီးတော့အမိတ်ထုတ်တယ်တော်တော့ကျခိုင်ဘက်ကိုရောက်တာပေါ့နော်ကျခိုင်ဘက်ဟိုရောလောက်လောက်ကြာကြာတောင်းဝင်ထဆောင်ပဲကိုတို့ဒေါ်လာကျော်ကျော်လောက်တော့ရှိရဲ့အဲအဲ့မှာရောဒါထပ်ပြီးရေးပဲရှိတာပဲဒါရှိပါရှိရဲ့ဗျဒါရောက်ဖို့ရထုတ် ဟိုဖတ်ဆိုကြရတာရုပ်ကိုလည်းပြေးဖို့ကြိုးစားခဲ့ဘူးလေလို့ပြောဟုတ်နော်အဲ့ဘယ်နှချိန်လောက်စီပြေးဖို့ကြိုးစားခဲ့ကျွန်တော်ကတော့6ချိန်ပေါ့5ချိန်လောက်ပြန်မိပါတယ်ဒီတစ်ချိန်လွတ်လာတော့ကျွန်တော်က3-4ချိန်လောက်တော့ကြိုးစားတယ်ဒါပေမဲ့ဒီတစ်ချိန်မှပဲလွတ်တယ်ဟွန်းအဲ့မှာဟိုမိတဲ့ချိန်ကြီးကြတော့ရောလူလူဘကဘလို့ပြတ်တမ်းမှုတွေစီးတယ်အဲ့လိုမျိုးနောက်တန်းရောက်ရင်တော့ဘိုကင်းထဲမှာလိုက်ပြီးတော့နောက်ပြန်လွတ်ပြီးတယ်ပြန်လွတ်ပြီးပြီးတော့အဖွဲ့စည်းပုတ်ပြန်လွတ်ပြီးတော့ကျွန်တော်ပြန်ချစ်ပြန်လွတ်တာပေါ့အဲ့မှာတို့အတက်တော့အချိန်ရောက်ဘလို့ရှိတယ် တက်တွင်းကတော့ဒီနေ့ဒီတိုင်းပဲသူအေးအေးဆေးပဲပေါ့တက်တွင်းတော့ဘာမှတော့မရှိဘူးဟာအဲ့မှာဟိုဒီသူစစ်တေပါမှာပေါ့နော်အဲ့မှာပေါ်တာဆွဲခံရတဲ့အရာတွေသူတို့ရဲ့စိတ်ချင်ကြီးကရောသူတို့ရဲ့စိတ်ချင်သူတို့ကလည်းပြေးဖို့ပဲရှောင်းနေပါလေသူတို့ဖြစ်ပြီဆိုရင်သူတို့ကပြေးလာမယ်ကြည့်ကြတော့ပြေးလာမယ်ကြည့်ရတော့ပြန်ပြေးဖို့အစီအစဉ်မရှိတော့သူတို့မှာကျွန်တော်တို့ပြေးလာတော့ကျွန်တော်တို့မခေါ်လို့ဆိုပြီးတော့ရန်လုံးနေဒါရဲဘော်တို့ဒီအလင်းဝင်လာတဲ့နော်ခံယူချက်နဲ့စိတ်တက်လေး ပြောခံယူကြအဲ့တော့သူတို့ကြီးမှနေရကျွန်တော်တို့ကဝါသနာပါလို့ဝင်လာလည်းမဟုတ်ဘူးပြီးတော့သူတို့အုပ်ချုပ်တာတွေကျွန်တော်တို့မကြိုက်ဘူးအဲ့လိုမျိုးပေါ့ဒါတော့ဒါရဲဘော်လို့လင်းဝင်လာပြီဆိုတော့ဒါကျွန်တော်တို့ဘက်ကဒီမှာဖြည့်ဆွက်ပြီးတော့အကူအညီပေးရမှာပဲเนาะဟုတ်ကဲတော့ကျွန်တော်တို့ပေါ့နော်ကျွန်တော်အာခတ်တော့အေးရဲ့ရခိုင်စင်းလေးကြုံထောက်ကြည့်အောင်နော် W မြို့နေကုန်းရွှိန်တိုင်းကအမှတ်32ရေးတက်ရင်းနဲ့မိုင်ဝဲလောက်ပြီးကော်ဝဲတဲ့နေရာကို အေးအေးရထိုးစီရောက်ရှိလာတဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့ကြောက်ပြူဒေတာခန်မြေပြင်စီးရေးတည်ရင်းမြေအမျိုးသမီးတယောက်ကနိုရင်းစရာကိုပြောပါရယ်စစ်ကောင်စီရေးတက်ရင်းကစစ်တောင်းတွေလွတ်ထားပြီးအေးအေးနဲ့တိုက်ပွဲဖြစ်ပွားနေကစစ်ကောင်စီဘက်ကအကြဆုံများလို့တဖြည်းဖြည်းနောက်ဆုတ်လာရတယ်လို့သူမပြောပါရယ်အဲ့ဒီလိုနောက်ဆုတ်ရင်းနဲ့တဖြည်းဖြည်းနဲ့အေးအေးဘက်ကထိုးစစ်ဟာ ရစ်တက်ရင်နဲ့မိုင်ဝဲလောက်အကောကိုရောက်လာချိန်မှာတိုက်ပွဲကတအားပြင်းတဲ့အနေအထားမှာရှိနေတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။စစ်ကောင်စီဘက်က drone တွေလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတဲ့ကြားကအေးအေးရဲ့ရေးဝန်စွန်စားတိုက်ခိုက်ရတဲ့တတိကြောင်းအခုလိုအမှတ်32ရစ်တက်ရင်အနီးဆုံးကိုရောက်ရှိလာတာဖြစ်တယ်လို့ကျောက်ပြူဒေသခံစီရေးတည်ရင်မြင့်အမျိုးသားတယောက်ကနရင်းစရာကိုပြောပါရစ်စစ်တွေမျိုးမှာရခိုင်မျိုးຫນွေစုဝင်ဖြစ်တဲ့ မရမကြီးလူမျိုးအမျိုးသား၃ယောက်ကိုအာရခတက်တို့ EA တည်င်းပေးလို့ဆွဆွေပြီးစစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ရခိုင်ပြည်လူမျိုးရေးပါတီ ALP တက်မြက်တော်တပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတယ်လို့တည်င်းရရှိပါတယ်ဖန်စီခံရသူတွေကတော့စစ်တွေမြို့နေ KCA အကွက်နှစ်ကဥယီမောင်ကိုဇူနီယာနဲ့ကိုကာလာဘီတို့ဖြစ်ကြပါရယ်မက်ရှလာ25ရက်နေ့ညနေပိုင်းမှာ ELP တပ်ဖွဲ့ဝင်12ယောက်နဲ့ ELP သတင်းပေးတယောက်တို့က ကေစီရဲ့အကွက်နှစ်ကိုဝင်ရောက်ဖမ်းဆီးသွားတာလို့မြင်းမြီပြည်သူတယောက်ကနရင်းစရာကိုပြောပါရယ်အခုအဖမ်းခံရတဲ့၃ယောက်ကိုနမေရီမေးပြီးခေါ်ထုတ်ပြီးတော့ရိုင်းနေပြီး ELP ရုံးကိုခေါ်ဆောင်သွားတာလို့အဲ့ဒီမြင်းမြီပြည်သူတယောက်ကဆိုပါရယ်ဒါအပြင်ကေစီရဲ့အကွက်နှစ်တစ်ခုလုံးကိုလေ ELP တပ်ဖွဲ့ဝင်တွေကချင်းချောက်သွားတယ်လို့သိရပါရယ်ဖန်စီခံရသူတွေကိုမိသားစုဝင်တွေနဲ့လေတွေးခွင့်မပေးဘူးလို့ဒေသခံတွေစီကလည်းသိရပါဗျ။ ဒီရန်သူတွေများလာတယ်ဇော်ဘုံရဲ့ဗီဒီယိုကျွန်တော်နားထောင်ကြည့်အောင်နော်အခုဆိုဖိုးကြီးတွေပါပတ်ဆဲနေတဲ့အချိန်တွေဖြစ်ပါတယ်နော်အဲ့ဝေါ်သပင်ရှင်နဲ့ကောင်ကျွန်တော်လာပြောတယ်ဘာလဲအဲ့ကောင်နာမည်တစီဆွဲတဲ့ကောင်လားအဲ့ကောင်သပင်ရှင်နဲ့မျက်မှန်နဲ့ဆိုင်ကနဲ့ဖိုက်တာလို့လို့ဘာလို့လို့ပေါ့အဲ့ဘဲတွေကျွန်တော်ပြောနေတာအဇော်ဘုံရဲ့မင်းကစစ်တပ်ကိုဘာလို့ညာလို့ဆိုတာမင်းတို့ကတမ်းတော်သားတွေကောင်းရကောင်းကြောင်းစောက်တကြက်မလူဘဲနဲ့မင်းတို့ပြောတာပြောတာ မင်းတို့မှာဇော်ဘုံရင်တော့ဇော်ဘုံရင်ကိုမပြောအားရပါကယူလိုက်တယ်မင်းတို့မင်းတို့မနေနိုင်ဘူးလားကိုစောက်တော့ကိုလုံးကြည့်ပါလားပိုလစ်ပိုရငါတို့လာစေမလာခဲ့ငါလည်းဆောင်ဟမ်မင်းတို့ကဝေပန်မင်းအကျွန်တော်ဆိုရင်ဥမာတကူပေါ့ဒဇင်ဦးကဘာပြောပါတယ်လို့မပုဒုကဘာပြောပါတယ်လို့ပောက်ကူတို့ကဘာပြောပါတယ်လို့ တခြားတော့ကျွန်တော်လိုစပီကာသမားပိုင်ရဲကိုကဘာပြောပါလဲလို့ကျွန်တော်တခါမှမပြောခဲ့ဘူးအဲ့ဒီကိုတက်တို့မိုင်းဝေတို့တရင်နေကျွန်တော်ဘာတကူမှမချက်မပေးခဲ့ဘူးကျွန်တော်ကကျွန်တော်လုံးကျွန်တော်လုံးနေတာကျွန်တော်မဟုတ်ဘူးဆိုရင်ကျွန်တော်ကိုဒီတိုင်းပြည်ကအလကားတိုင်းမျိုးမဟုတ်ဘူးလေဗျာအစိုးရရှိရလေစောင့်ကြည့်တဲ့တင်းတွေရှိရလေသူတို့ဖမ်းလိုက်မယ်လေဘာဝဲတာဟောချင်းချင်း ဇော်ဘုံရတိုင်းမှုကိုဗာပြောတယ်လို့ဇော်ဘုံရကြီးကဲတွေကိုဆဲနေတယ်လို့မင်းအမေကိုပေးလိုလိုက်လို့ငါပြောလိုက်မယ်ငါ့ဟိုလာဝေဖန်နေတဲ့ကိုတက်တို့မိုင်းဝေတို့ငါမင်းတို့ပြောလိုက်မယ်သလားမင်းတို့အမေကိုပေးလိုလိုက်ရှင်းလားမရတော့တော့လေနော်မင်းတို့ကိုစောက်လို့ကိုမလို့ဘယ်နဲ့အခွက်ကမပြဘူးအမတိလို့ရှိရင်စစ်တပ်ကဟိုလူကြီးရဲ့သားသမီးလိုလို့ ိုလူကြီးရဲ့သမတ်လိုလိုအမတိကိုပဲအဘလေးလိုလိုလီးကိုဘာလေးလားငါလီးပဲရမယ်ဘာလေးတော့မရဘူးတော်ပြီချင်းချနေပြီနော်မိမိစပတ်အဲ့လိုမျိုးခိုးကြောင်ခိုးဝဲလုံးလဲဆိုရင်လိုင်းပေါ်မှာတက်မလာနဲ့နော်လိုင်းပေါ်မှာခိုးကြောင်ခိုးဝဲလုံးတဲ့ကောင်စောက်ချင်ကိုမကြည့်တာကိုဇော်ဘုံရဲ့လိုင်းအောင်မှာကျွန်တော်ပြောချင်လို့ပါလို့မချိတ်ပေးရလဲဇော်ဘုံရင်မကောင်းကြောင်ပြောတော့မယ်နော်အဲ့ဒီစပေရှင်တဲ့ကောင်လဲအညီလေးရတဲ့စစ်တပ်ကိုပါပြီးတော့ညာပြေးလို့ ွားကြည့်လိုက်ရင် live ဖြိုးလို့ပါရရတယ်ဇော်ဘုံကြီးကြောင်းပြောရင်ရပြီနိုင်ငံရေးမှမလုပ်တယ်လားနိုင်ငံရေးလုပ်တယ်ဆိုတာကဒါကြောင့်မလို့ဒေါ်အောင်ဆန်းစုကြည်ကအောင်မြင်တာဘာလို့လဲသူနိုင်ငံရေးလုပ်တာကရှင်းတယ်အားပေးရမှာလေဝင်းရမှာအဲ့ဒါသူကသူနိုင်ငံတိုင်းရှုံးရှင်ရှုံးဖို့ပြန်အောင်မပြန်ရသေးဘူးကြော်စိုးကိုကြောက်နေတယ်တချို့ကဘာလဲဟာအဲအဲ့ဒါမို့တချို့တော့ဘုံကြီးတွေလည်းတခါလေဒီလိုက်မှာပြောလိုက်မယ် เนาะโกซောက်ลูกกูลูกสายแล้วพูดอยู่เดียวเว้ยโกลูกกูลูกกูเนี่ยไม่สายตัวกูไม่ชุบเนี่ยเนาะซောက်สายยาโลลงมั้ยဆိုရင်อเปญมามาธรรมะไกลนี่บาดิพั่วธรรมะไต่มั้ยဆိုแล้วไต่ဆောက်ဆံရဖို့လုံမဲ့လုံမဲ့လူတွေလူတင်ကြီးအောင်လုံမဲ့လူတွေအဲ့လိုမျိုးလူတွေကဘယ်တော့မှမအောင်မြင်ဘူးเนาะကိုပြောတဲ့စကားတွေဘယ်လိုရောက်လို့ကြောက်မှန်းလည်းမသိစဉ်းစားထင်းထင်းသိမ်းလည်းမသိ ပြပြီးတော့ကြည့်တရေတွေအပြင်မှာကြားနေကိုရီတာဆိုအဲ့လိုလူတွေနာမည်နဲ့တိုက်ခိုက်မယ်ဆိုရင်အများကြီးပဲကိုရီဘယ်တော့မှမပြောဘူးဘာဖြစ်လို့လဲသူလုပ်တဲ့လောက दुख ခံရရမှာကိုနဲ့လည်းမဆိုင်ကိုပြောကြလည်းမလို့နော်အစိုးရတရားရှိတယ်အစိုးရရောက်မှဒီ TikTok တင်းတို့ Facebook တင်းတို့ YouTube တို့စောင့်ကြည့်နေတဲ့လူတွေအများကြီးရှိတယ်ကိုမိုင်းကိုဖမ်းခံရမယ်ဆိုတာလည်းသိတယ်အဲ့ဒါကိုအချင်းချင်းနဲ့ live ပြီးတော့မှ တိုက်ခိုက်နေတာယုံဖို့ကောင်းတယ်မြန်မာပြည်ကဒီလိုကျော်စိုးကိုထဲမှာပေါ့ကျော်စိုးကိုမဲထဲပါလို့ပဲကဲဒါတော့ဇောဘောင်ပဲပြီးလို့ဖြစ်ပါတော့ပမမရင်ဖုန်းကြီးတွေတော့ဆဲထားတယ်ပေါ့နော်ဒါပြင်ကျော်စိုးကိုဒီလွတ်တော်တွေကိုထည့်ဖို့ဆိုတော့စူးစမ်းနေခြင်းတွေဖြစ်ပါတယ်နော်ဒီစာကလေးကောင်းတဲ့ကျော်စိုးကလွတ်တော်တွေရောက်လို့ရတော့နော်အပြောင်းဆန်ကုန်မှတီးကြပါရယ်အခုဆိုလေတရေပြောလိုက်တယ်ဆိုရင်ပြောင်းလဲပြောင်းစားတဲ့အလိမ့်လေးဟာဒီပေါ့နော်အဲ့တော့ ီဂျပန်စစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲရတော့เนาะမပြတ်ပြတ်ဖြစ်ရမယ့်အခြေအနေဖြစ်ပါတယ်เนาะကဲကျွန်တော်တို့နားထောင်ပါတော့ဂျပန်စစ်ကောင်စီကအခုကျင်းပနေတဲ့ည80ဒီတပ်မတော်နေ့ဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့เนาะဒီကိုဆရာလူလူပြကျော်ရှင်းပြထားတယ်နားထောင်ကြအောင်เนาะအမေကမတ်လ29ရက်နေ့ဟာဗစစ်ဂျပန်ကိုတော်လန်ဖို့ဗိုလ်ချုပ်အောင်ဆန်းကတတ်မှတ်တယ်တော်လန်ရေးနေရဒီနေ့တော့ တက်မတော်နေဆိုပြီးဂျင်းနေထဲပြီးဘီသူလူလူနဲ့နိုင်ငံတကာအဆရှိတော်သူများကိုသူတက်မတော်နေသူ့အင်အားကိုပြတယ်တက်မတော်နေဆိုတာဟာနိုင်ငံတစ်ခုရဲ့စစ်တပ်တွေဟာဒီတက်မတော်နေသူတို့အဆရှိအာမီဒေးပေါ်နိုင်ငံတကာတွေမှာလည်းရှိဒါပေမဲ့ဗမာပြည်ကတက်မတော်နေကတော့မက်လာ29ရက်နေ့ဒေါ်လာယင်းဒီကိုဂျင်းထဲထားတဲ့တက်မတော်နေပါအဲတခါထပ်ပြီးတော့ တို့အင်အားပြအဲ့ဒီမှာတို့ခြိတက်ကြတယ်လက်နက်တွေစစ်တီတွေနဲ့ခြိတက်ပြီးကျွေးကြော်တယ်ပြီးကြုံကြပါတယ်အဲ့တော့ဒီကနေ့မှာတော့တက်မတော်နေ့ဟာထူးထူးခြားခြားဂျင်းတက်မတော်နေ့ရပါဗျာထူးထူးခြားခြားညနေပိုင်းမှာမှဂျင်းပပြီးသူကနေရိုင်းတွင်းချိန်ကျွေးရိုင်းတွင်းချိန်လို့ခေါ်တာနေရိုင်းတွင်းချိန်လို့အပုတ်ချိန်ပေါ့ဗျာအပုတ်ချိန်မှာ ကျင်းပရတဲ့ဒီကနေ့ဖတ်စစ်တအင်းအားပြတဲ့နေ့မကျင်းပခင်မှာလဲအန်တရေကင်းအောင်ဆိုပြီးပိပဋ္ဌာန်းညရုပ်စုကြားတဲ့တမရော်နေ့ဆိုတဲ့နိုင်ငံတစ်ခုရဲ့ဒီစစ်တီအားပြဝဲနေ့ကိုတတ်တုံရိုက်ပြီးချက်ချင်းလိုင်းလျှောက်ချက်ချင်းထမင်းညစာထမင်းမျိုးကြဟဲ့မြ мян ပြန်ကြဆိုပြီးညစာစားပွဲကိုလည်းချက်ချင်းပြောရင် ခက်မြန်မြန်လုံးကြတွေ့ရပါတယ်ကြောက်လို့ကြောက်လို့ဘာကြောက်လဲဆိုတော့တော်အင်တက်တွေက drone မူရောကြောက်နေတယ်ဟုတ်ပြီဟုတ်တယ်မကြောက်ရင်နိုင်ငံတစ်ခုရဲ့စစ်တပ်ပဲခက်မှမှာခက်တင်တင်သိခါရှိရှိလုံးရမှာပေါ့အခုဟာကဟွပေးပထန်းနေရကြောက်ရတုံလုံးစွာနဲ့ညစာစာပွဲတွေမြင်းမြန်လုံးတက်တုတ်ရိုက်လုံးနေတာဟာ တခိုးတမျှတက်အဖြစ်ပြည်သူလူကအသက်မှထားတယ်ဆိုတာသူတို့ကိုသူတို့သိနေလို့ပါပဲအဲ့တော့ဒီဖက်စစ်တဲ့အင်အားပြပွဲမစခင်မှာပရိပဌာန်းညွတ်ပြီးတော့တရရကုန်ဒီပါရီများကြိုတင်ကြသလားမသိဘူးအဲ့တော့စီရင်ပြကွင်းဆိုတဲ့နေရာမှာလမ်းလျှောက်ချီတက်ပြီးတွေးကြော်ဖို့လူမျက်ကြော်ကမနေ့ကပြောသလိုပဲ တချို့မင်းအောင်လိုက်ဆိုတဲ့ကောင်ကိုခြေတက်အလေးပြုကြစေစကြောင်းနေရာညညာတောင်းတောင်းဖြတ်ဖြတ်နဲ့တညီတညွတ်တဲ့ရွတ်ဆိုရန်ပြောလိုက်ပါမယ်ငါတို့ဒီမူချတေရမီအချိန်ပိုင်းတော့လို့တော့ဒီဆိုပြီးဖစစ်တဲ့အင်အားပြပွဲနေ့ဒီနေ့မှာရွတ်ဆိုခြေတက်ကြပါလို့တိုက်တွန်းပြစီ တာဟာသဘာဝလည်းကြတယ်ယုတ်ကြည့်လည်းရှိတယ်ကြိုးကြောင်လည်းစီတော်လေလက်ရှိအခြေအနေနဲ့လည်းကန့်နေမင်းတို့မုတ်ချတေကိုတေရပါမယ်ဒါပေမဲ့မင်းအောင်လိုင်းကတော့တမရာယူယူပြီးရွေးကောက်ပွဲလုပ်ဖို့စိုင်းပြင်းပါပါပဲတေးချင်းတေးငတ်ချင်းငတ်ကြိုက်တာဖြစ်လက်အောင်ငယ်သားရဲဘော်ရဲဘက်များမုတ်ချတေရမှာကိုတိတိရင်းနဲ့ပြည်သူလူထုများအတိဒုက္ခရောက်အောင်မဟုတ်တိတိကြီးနဲ့အာနာတခုယူနေတဲ့ကောင်မျိုးကို မင်းတို့ခြစ်တက်အလေးပြုနေတဲ့ကူကမင်းတို့ဖတ်စစ်တက်တစ်ခုလုံးငါတို့တိုင်းပြည်လုံးကအထင်ကြီးတော့တာရှင်းတယ်နော်ကဲဒါတော့ဆရာလေးပြကျွန်တော်တုံးတက်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ Japan Mail Line ရဲ့ဒီသူတို့ရဲ့တက်မတော်နေဆိုတဲ့ဟာကြီးရပါဘောเนาะတကယ်တော့ passive dollar ရင်းနေဖြစ်ပါတယ်เนาะအဲ့တော့ဘာဖြစ်ပြောအခုချိန်မှာဆို Japan Mail Line ကဒီတက်မတော်နေပွဲကြီးကျင်းပပြီဆိုကြောက်လုံးလို့ညနေပဲကျင်းပတာဘောเนาะအဲ့တော့ခုဒီသူပြောတဲ့ရွေးကောက်ပွဲကလည်းခုဆိုရင်ဒီဇင်ဘာနဲ့နောက်နောက်နှစ် January ဘောเนาะ သူကိုယ်တိုင်ကိုတတ်မှတ်ထားဖြစ်တဲ့အတွက်ပေါ့နော်ဒီမတိုင်ခင်မှာကြီးကျယ်တဲ့တိုက်ပွဲတွေနဲ့အတူမင်းအောင်လိုင်ကိုဘယ်လိုမျိုးပြုတ်ဖြုတ်မလဲဆိုတာကတော့ကျွန်တော်တို့တောင်လိုင်းတစ်ဖွဲ့မှာအဆင်စင်ရှိပြီးသားဖြစ်ပါရဲ့နော်အဲ့တော့မကြခင်မင်းအောင်လိုင်ကိုစောမဲပွဲတွေမြောက်များစွာထွက်ပေါ်လာမယ်ဆိုတဲ့အကြောင်းကိုသုံးသပ်တင်ပြရင်ကျွန်တော်ပြီလို့ဆုံးသက်လိုက်ပါရဲ့နော်ဟုတ်ကဲ့ကျွန်တော်နာစီအတန်ဝင်နေတာဖြစ်တဲ့ပေါ့နော်အတန်အဆင်မပြေရင်အားလုံးကိုတကယ်ပဲတောင်းပန်လိုက်ပါရစေဟုတ်ကဲ့အစားဆုံးကြည့်ပေးတဲ့မိဘပြည်သူရောက်စတဲ့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်မှတ်မင်းအောင်လိုင်ရဲ့စစ်ပွဲတွေကိုကျင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ